တော့ပြီးလောက်စရော lesson 7မှာဆက်ဆက်ပြီးတော့သွားလိုက်မယ်နော်။ဟုတ်ပြီ lesson 7သွားမယ်ဆိုရင်အကဝဟာရတွေကိုပုံမှန်တိုင်းနဲ့တွေ့လာမယ်။ပထမတစ်လုံးကခုအခစစ်စံခခဆိုတာသင်ခန်းစာကိုပြောတာပေါ့နော်။သင်ခန်းစာခုအခစစ်စံခခသင်ခန်းစာ။စီအန်ဆောင်စစ်စံဆောင်ခုအခစစ်စံခ上课上课ဆိုတာကသူက အတန်တက်တာကိုခေါ်တာပေါ့နော်ရှန်ခူလာတင်ငယ်အတန်တက်နေပြီရှန်ခူလာအတန်တက်နေပြီလာခဲ့တော့အဲအဲ့ဒီပေါ့နော်ရှန်ခူရှန်ခူပေါ်အာပါပါဆိုတာကနေချစ်ပါအဲ့နေသွားလိုက်ပါပါဆိုတဲ့အဓိပ္ပာယ်သူ့တလုံးလေးဆိုရှင်အဓိပ္ပာယ်မင်းရဲ့သိနိုင်မှုသူကအဲစက်ကလုံးတလုံးရဲ့အနောက်မနေအဲနော်အဲဆိုမြန်မာလိုဆိုနော် အဲ့လိုအတိတ်ပဲထွက်မှာပေါ့နော်။ဒီချွေပါရင်သွားလိုက်နော်။နော်ကဘာတိတ်ပဲလေ။ဘာတိတ်ပဲမှမရှိဘူး။ဒါပေမဲ့ဘာဖြစ်လဲ။စကားပြောတာချောချောချူချူအတန်နဲ့အတန်ကြောင့်ပေါ့နော်။အတန်ကြောင့်ကိုသူကတော့မထည့်ပြီလား။နောက်တစ်ခုကជី sorry ជីအန်ချန်ဆန်စကြံကြံဆိုတာကသူကဟိုပြောတာပေါ့နော်။讲话စကားပြောတာ။讲什么?ဘာပြောတာလဲ။အဲအဲ့လိုသွားမယ်။ 讲课 G E N 讲三十讲课二课四十课讲课讲课我的妈啥的呢？路啊对不对？讲语呗，讲课啥的呢？特音听医生听听出啦哪套啦？嗯，听你听什么？你把哪套你啦嘞？听什么歌？把的琴哪套你啦嘞？那都不讲。 特一听医生听，课，呃可苏上课，听课听可苏罗雪喏，对吧、哦？哎，丁、呃、岩沙流拿头内读的比亚不咯？听人、啊、拿头内可啊丁岩沙苏罗，是奥操医生操呀，是奥操医生操，是安昌三十场操场。 ချောင်းဆန်ဆိုတာ ကစားကွင်းကလေးတွေသွားတဲ့ကစားကွင်းလိုမျိုးဟို water park လိုကစားကွင်းကြီးမဟုတ်သူကအဲ့လိုကျောင်းမှာရှိတဲ့ကစားကွင်းတိတိလေးတွေရှော့စေးရပါမယ်တန်ပါမယ်အဲ့လိုမျိုးတိတိလေးတွေကိုချောင်းဆန်ကိုခေါ်တယ်အဲနောက်တစ်ခုကခါကျတော့တုံ့ဝူရင်တုံ့ဝူရင်တုံဆိုတာကတုံ့ဝူဆိုတာကသတိဆန်ကိုတုံ့ဝူလို့ခေါ်တယ်တုံတုံဆွဆွတုံဝူဆွဆွဝူ 五是什么？玉安园、二神园、动物园做哪个？德瑞神有股可能。那我的口感乐完了，乐乐乐乐乐完了，他去了 B 做嘞，你妈都是 B 不都多 B，他去了吃饭啦，他们啥鸭昂鸭昂做嘞这边。 ရအာဒါမို့လဲပြီးဆိုတော့အနေနဲ့အနောက်ပိတ်တဲ့နပါလိုမျိုးနဲ့တူတူပဲเนาะအနောက်ပိတ်တဲ့အနေနဲ့တုံးတယ်နောက်တစ်ခုကကျင့်ကြည်ရင်ကျင့်စစ်စံကျင့်ကျင့်ဆိုတာအထဲကိုဝင်တာပေါ့เนาะဝင်တယ်ကျင့်ဝင်တယ်ဟူအဝန်စစ်စံဝန်ဝန်ဆိုတာမေးတာမေးတာမေးကမေးတာပေါ့เนาะခွေတာဟိုဝေခွေအစုံခွေတာအတာအစံတာခွေတာခွေတာဆိုတာပြန်ဖြေတာပေါ့เนาะ ခွေချားဆိုရင်တော့အိမ်ပြန်တယ်ခွေတာဆိုတော့မေခွန်းမေးရင်ပြန်ပြေးတာကိုခွေတာလို့ခေါ်တယ်ခွေဟုတ်ပြီအပေါ်ကစာပိုက်ကလေးတွေကိုကြည့်ရအောင် lesson 7 women 上课吧我们走啦ငါတို့上课ကအတန်တက်တယ်我们上课吧ငါတို့အတန်တက်ရအောင်တန်တက်ရအောင်နော်တန်တက်ရအောင်စာသင်ရအောင် 我们上课，阿鲁里啊，阿甘达扎嘞。老师讲课，是呀嘛噶咯，是呀嘛噶咯，讲课啥在内嘞？同学们，同学们，大部嘛是别海外变动啦。同学们说要讲课讲哪里噶？听课，听讲啥里个？拿糖里吧嘞，拿去吧。我们去操场吧。我们说啦，阿鲁。 去တွားတယ်超长ဆိုတာကစားခွေငါတို့ကစားခွေမှာတွားကစားရအောင်ဆိုတဲ့အဓိပ္ပာယ်ထွက်မှာနော်我们去动物园吧ငါတို့动物园ဖိတ်ဆန်ရုံတွားရအောင်ဆိုတဲ့အဓိပ္ပာယ်ထွက်မယ်我们上课吧ငါတို့သင်ခန်းစာသင်ရအောင်ဆိုတဲ့အဓိပ္ပာယ်ထွက်ပါမယ်ဟုတ်ပြီအကစားပိုက်ကလေးကြည့်မယ်我们上课吧ငါတို့သင်ခန်းစာသင်ရအောင် 上课了上课了哎张德比单萨比不然张德比来呀嘞单萨比来呀嘞我们进教室吧我们从如今回来教室萨丁看这股回呀熬老师讲老师讲下马嘎对呢丢嘞对呢我们听那如拿场呢老师问 ဆရာမကမေးခွန်းပေးတဲ့ချိန်ကျရင်ဝမန်ဟွေတာမလို့ပြန်ပြီးတော့ပြောပါလေတဲ့ဟုတ်ပြီနော်ဒါလေးကတော့ lesson 7ရဲ့စာပိုက်ကလေးနဲ့ဝဟာရစကားလုံးလေးအတိတ်ပဲလေးလေးပါပါလေပါပူဟုတ်ပါပြီ